ကိုးတိုင်းအနောက်ချမ်းပြေခရိုင်ပန်းနောင်မြို့နယ်ရခိုင်ရိုးမဘော်ကစစ်ကောင်စီစခန်းတွေကိုအရခတက်တော် AA ကထိုးစစ်ဆင်တိုက်ခတ်နေတာကြောင့်စစ်ကောင်စီဘက်ကအကြအဆုံးတွေများနေတယ်လို့ဒေသရင်းစီရေးတရင်ရင်းမြစ်တွေကပြောဆိုကြပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့တံရရစစ်သားတွေများနေတာကြောင့်ပရဟိတလူနာတင်ကားတွေကိုပါခေါ်သုံးနေကြရတယ်လို့လည်းဒေသခံတွေက ပြောကြပါတယ်။ထိခိုက်တံရရရှိမှုကြာဆုံးမှုတွေများနေတဲ့စစ်ကောင်စီတပ်ဟာ အုတ်ရှိပင်မျိုးပေါ်ကပရဟိတလူနာတင်ရင်တွေကို အသည့်ဆောင်ဆိုင်ခံထားပြီးလူနာတွေကိုရွှေ့ပြောင်းသေးယူနေတာလို့ဆိုပါတယ်။ပရဟိတအသင်ကားတွေကိုစစ်ကောင်စီကမတရားခေါ်ထားတာဖြစ်ပြီးမလိုက်ရှင်မဲမဲလဲစစ်တပ်ကိုကြောက်တာကြောင့်လိုက်ပေးနေရတာဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။လက်ရှိပြည်ခရိုင်ပန်းနောင်မြို့နယ်ရခိုင်ရိုးမပေါ်ကတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတပ်သားတွေထွက်ပြေးမှုတွေလည်းရှိနေပြီးစစ်ကောင်စီကတော့စစ်ကူအင်အားတွေကိုဆက်တိုက်ပို့ဆောင်နေတယ်လို့ဆိုပါတယ်။ အရခတ်တတော် AA နဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ဟာပြေခရိုင်ပန်းနောက်မြို့နယ်ညောင်ကျိုးရွာကိုကျော်လွန်လာပြီးရှင်ကုန်းရွာမှာဆက်လက်တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသရင်းစီရေးတရင်ရင်းမြစ်တွေစီကနေသိရပါဗျာ။